မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့လည်းကိတရင်နေကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာအချက်ဖတ်မင်းအောင်လာတနင်္ဂနွေမှာရှိတဲ့တူလက်အောက်ခံစစ်တိုင်းမှုတွေကိုနှစ်ရက်တာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စတွေအဓိကဆွေးနွေးနေပြန်နေဆိုပါတယ်မလေးရှားနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတဦးဖြစ်သူရောဘတ်ကော့ဟာမြန်မာစစ်တပ်ကိုနှစ်30ကျော်ကြာထောက်ပံ့နေတဲ့ဂုံဒီရီပြက်အာဆီယံတထေးကြီးတဦးဖြစ်တယ်လို့ Justice for Myanmar ကထပ်မံထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကိတရင်နေကိုတင်ဆက်ပေးပါမယ် အခုပမာဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့နေပြည်တော်မှာအကြံဖတ်မင်းအွန်လိုင်းကတနင်္ဂနွေလုံးမှာရှိတဲ့ဒူလာအောက်ခံစစ်တိုင်းမှုတွေကိုနှစ်ရက်တာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စတွေအဓိကဆွေးနွေးနေပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီအစည်းအဝေးကိုမေလ15ရက်နေ့ကနေဒီကနေ့မေလ16ရက်နေ့အထိနေပြည်တော်မှာလှုပ်ဖို့အကြံဖတ်မင်းအွန်လိုင်းကိုတိုင်းဒူလာအောက်ခံစစ်တိုင်းမှုတွေကိုခေါ်ယူထားတယ်လို့ဆိုပါတယ်အဓိကကတော့ လက်ရှိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်ရရှိဖို့အတွက်စစ်စင်ရေးကိစ္စတွေကိုဆွေးနွေးနေတာဖြစ်တယ်လို့တစ်ဖက်မှာလည်းရုရှားနိုင်ငံမှာတရုတ်သမ္မတရှီကျင်းပင်နဲ့မဲအွန်လိုင်းတို့တွေ့တဲ့အချိန်တရုတ်ဘက်ကမြန်မာနိုင်ငံရဲ့နေနမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်အောင်လှုပ်ဆောင်မှုတွေကိုထောက်ခံတယ်ဆိုတာတွေကိုပါတချို့ဂတိကဝတ်တွေရရှိခဲ့ပြီးတဲ့နောက်မှာပဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုမစင်မကျင်ပို့ပြီးလှုပ်လှတာဖြစ်တဲ့အပြင်အခုစစ်တိုင်းမှုတွေနဲ့အစည်းအဝေးအပြီးမှလည်းပြင်းထန်တဲ့စစ်ကြောင်းထိုးမှုတွေပါလှုပ်ခိုင်းထားပြန်တဲ့အတွက် ဒေါ်လန်ရေးတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကပြည်သူတွေအနေနဲ့ပုံမူတတိထားဖို့အတိပေးကျင်ပါတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့မလေးရှားနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတဦးဖြစ်တဲ့သူရောဘတ်ကော့ဟာမြန်မာစစ်တပ်ကိုနှစ်30ကျော်ကြာထောက်ပံ့နေတဲ့ဂုံတရေပြတ်အာဆီယံတထေးကြီးတဦးဖြစ်တယ်လို့ Justice for Myanmar ကမေလ15ရက်နေ့ဖြစ်တဲ့မနေ့ကပဲထပ်မံထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ Justice for Myanmar အဖွဲ့ကနေထုတ်ပြန်ထားတဲ့လက်ရှိမြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်ဆစ်ဆင်ရေးတွေကိုကူညီနေတဲ့သူအသက်30အထက်ဂုံဒီပြက်အာဆီယံတတိကြီးများဆက်ရင်မှာအဲ့ဒီ Robert Koch ဆိုတဲ့သူကထိတ်ဆုံးကနေပါဝင်နေတာလည်းဖြစ်ပါလေ။သူဟာ Koch စီးပွားရေးလုပ်ငန်းစုနဲ့ Shangri-La Hotel လုပ်ငန်းစုတွေကိုတီထောင်လုပ်ကိုင်နေသူဖြစ်ပြီးရန်ကုန်မြို့လေစုလီဖျားအနီးမြန်မာစစ်တပ်ပိုင်းဆိုင်တဲ့မြေပေါ်မှာတိစောက်ထားတဲ့စုလီ Square နဲ့ Shangri-La Hotel တို့ရဲ့မြေငှားရမ်းကတွေကနေစစ်တပ်ရဲ့အကြမ်းဖက်ဆစ်ဆင်ရေးတွေကိုကူညီနေတာဖြစ်တယ်လို့လည်းဆိုပါလေ။ အဲ့ဒီမြေငှရန်ကဟာဘလောက်ပေးချေရတယ်လဲဆိုတာကိုနှစ်ဖက်စလုံးကအသေးစိတ်မပြောကြပြီမဲ့ရောင်မျိုးရဲ့အထင်ကြီးနေရာဖြစ်တာကြောင့်ငှရန်ကဟာအလုံးများပြတဲ့ပမာဏတည်းရဖြစ်နိုင်တယ်လို့လဲ Justice for Myanmar အဖွဲ့ကဆိုထားပါတယ်အဲ့ဒါကြောင့်မလေးရှားတတိကြီး Robert Koh ရဲ့အိမ်ချမ်ပီလုပ်ငန်းတွေဟာရာဇဝတ်မှုများစွာကိုကျူးလွန်ထားတဲ့အကြမ်းဖက်စစ်တပ်ကိုငွေကြေးအထောက်ပံ့ပေးရာရောက်နေသလိုစာနာရှင်တွေကိုအနာဂတ်ကာလမှာ အကျိုးမြတ်များစွာရရှိနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုအဖြစ်ဖန်တီးပေးရာရောက်နေတယ်လို့လဲ Justice for Myanmar ကထောက်ပြဝေဖန်ပြောဆိုထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းစနစ်မြို့နယ်အတွင်းဝင်ရောက်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကအသင်ဆောင်ပြီးတိုက်ခိုက်ချင်းမှုအတွင်းစေကောင်စီတပ်သား၃ဦးကတော့အတိအသေးတိတ်ကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးစစ်တပ်ကအထိနာသွားကြပြန်တယ်လို့မင်းဘူးခိုင်ပီဒီအက်တရင်9ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိစလင်းမြို့ပေါ်ကလွဲပြီးဂျန်နဲ့နေမီတွေကိုစစ်ကောင်စီတပ်ကထိန်းချုပ်နိုင်မှုမရှိတော့တဲ့အတွက်သူတို့ဘက်ကနေမီစွမမှုပြန်ရအောင်စလင်းမြို့နယ်ဘက်တွေကိုမကြာခဏစုတလို့စစ်ကြောင်းထိုးတာတွေလုပ်နေပြီမဲ့စစ်တပ်ဘက်ကပဲအထိနာပြီးပြန်ပြန်ဆုတ်သွားခဲ့ရတယ်ဆိုပါလေအခုတခါမှလည်း မေလ12ရက်နေ့ကပဲစလင်းမျိုးနဲ့အတွင်ဝင်ရောက်လာပြန်တဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကချင်တောင်ကျေးရွာအနီးမရောက်ခင်မှာပဲအသင့်ဆောင်ပြီးတက်ခိုက်ချင်မှုရမှာစစ်ကောင်စီတပ်သား3ဦးကတော့နေရာမှာတင်ပြစ်လဲပြီးအသီးသီးတိတ်ုံကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးစစ်တပ်ဘက်ကအထိနာသွားကြပြန်တယ်လို့မင်းမှုခိုင်ပီတီတပ်ရင်း9ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ညောင်ပင်ကြီးရက်စကန်ကနေစစ်ကြေးထွက်ောက်တဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေပေါ်ကကားနဲ့လာရောက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတအူပွဲချင်းပြီးကိုတိတ်သွားတယ်လို့တော်လိုင်းရေပေါ်တအူလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ဒေတာဒရင်းတော်လိုင်းသတင်းအရှင်းမြစ်ကပြောထားပါတယ်ဖြစ်စဉ်ကတော့မေလ14ရက်နေ့ကပဲစလင်းကြီးမြို့နယ်ညောင်ပင်ကြီးရက်စကန်ကစစ်ကောင်စီတပ်သားတွေဟာ ုံတင်ကားတွေနဲ့ပြည်သူပိုင်ကားတွေစီကနေမတရားစက်ကြီးထွက်ကောက်နေတဲ့အတွက်ဒေါ်လန်ရေးရပ်ပေါ်ကကားနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာနှစ်ဖက်အပြန်လန်ပစ်ခတ်ကြရင်နဲ့စကောင်စီတပ်သားတို့ကတော့ပွဲချင်းပြီးကိုထေသွားသလိုဒေါ်လန်ရေးဘက်ကလည်းရဲဘော်တို့မြင့်မြတ်စွာအသက်ပေးလူတော့ရတယ်လို့ဒေတာတွင်ဒေါ်လန်ရေးသတင်းရှိမြစ်ကပြောထားပါတယ်ခင်ဗျာ။တဖက်မှာတော့မန္တလေးတိုင်းကမိထီလာမြို့နယ်မှာ ဆိုင်ငယ်ကယ်ရီတမမောင်ချစ်ဝင်းဆိုတဲ့သူကိုအကြံဖက်စကောင်စီတပ်ကဖမ်းဆီးသွားပြီးငွေကျပ်သိန်း90နဲ့ပြန်ရွေးဖို့မိသားစုစီအကြောင်းကြားပြီးတဲ့နောက်မောင်ချစ်ဝင်းရဲ့အလောင်းကိုသာမိသားစုကိုပြန်ပေးခဲ့တယ်လို့တည်ဆုံးသူနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ17ရက်နေ့ကပဲမေဒီလာမြို့နယ်အန်ထုချေရွာကဆိုင်ငယ်ကယ်ရီတမအသက်23နှစ်အရွယ်မောင်ချစ်ဝင်းဆိုတဲ့သူကိုအကြံဖက်စကောင်စီတပ်ကရွှေမြင်တင်ဖျားရှိမှအကြောင်းမဲ့ဖမ်းဆီးသွားတယ်ဆိုပါတယ်အဲ့ဒီနောက် မောင်ချေဝင်းရဲ့မိသားစုစီကိုစစ်ကောင်စီကဆက်သွယ်လာပြီးငွေကျပ်390နဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့မိဘတွေကနောက်တနေ့မေလ12ရက်နေ့မှာပဲငွေကျပ်390ပေးပြီးတွားရောက်ရွေးယူဖို့လုပ်တဲ့အခါမှာတော့စစ်ကောင်စီတပ်ကမိသားစုတွေစီဖုန်းဆက်လာပြီးမောင်ချေဝင်းဟာတေဆုံသွားပြီဖြစ်တဲ့အတွက်အလောင်းကိုလာယူပါဆိုပြီးမိသားစုကိုဆက်သွယ်လာတယ်လို့တေဆုံသူနဲ့နှိစက်သူတွေကပြောထားကြပါတယ်။အဲဒီလိုပဲလက်ရှိမိသီလာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံပြူစောတီတွေက ပြည်သူတွေစီကနေမတရားငွေညှင့်တောင်းရန်ဓာရီအကြောင်းမဲ့ဖမ်းဆီးပြီးငွေကြေးနဲ့ပြန်၍ခိုင်းတာတွေဟာတောက်လျှောက်ဆိုသလိုဖြစ်လာနေတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်မှာရှိတဲ့စပေးရှောင်းစခန်းကိုအချက်ဖက်စကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့် ယသပြည်သူလူဦးတေဆုံးထားပြန်တဲ့အပြင်နောက်ထပ်တန်ဃာတော်တပါးနဲ့ကလေးငယ်၄ဦးအပါဝင်ပြည်သူ၉ဦးဒဏ်ရာရထားပြန်တယ်လို့ပြည်လင်ခိုင်ပြည်သူကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ၁၅နေ့ဖြစ်တဲ့မနေ့ကပဲတပိချင်းမြို့နယ်ကိုမိုင်ကျေးရွာနဲ့လမ်းလေကျစ်ကျေးရွာအကြားမှာရှိတဲ့စစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလိန်နဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်။ အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေးကြောင်းတတ်ခိုက်မှုကြောင့်အသက်60အရွယ်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးသေဆုံးခဲ့ရပြီးနောက်ထပ်တန်ခါတော်တပားနဲ့ကလေးငယ်၄ဦးအပါအဝင်ပြည်သူ၉ဦးဒဏ်ရာရထားတယ်လို့ပြည်ဝင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ